သူတို့ကလည်းအကူပါလေဆိုတော့ IUG ဆိုတာနိုင်ငံခြားမှာပဲနော်ခုအမေရိကန်မှာဆိုတော့သူတို့တွေကပြည်ပုံကအမေရိကန်လိုအကူပါသူတို့အကူပါလေဆိုတော့အမေရိကန်နိုင်ငံကလည်းသူတို့ကိုတိုင်းဆန်တကောင်လောက်တော့မှအတိမှန်ပဲမျိုးဆိုတော့ဘယ်လိုလဲမြောက်တဲ့၃လေးလေးသားတောင်းလျှောက်ပြေးနေတာဖြစ်ပြီးအမြောက်တဲ့၃လေးလေးကချီချီနဲ့ချက်တော့ကာမင်းအကုတ်ကိုတိုက်ချင်တိတ်ပါချာအမြောက်တဲ့၃လေးလေးကထွက်ပြေးတဲ့တပ်သားအင်အား၃၀နဲ့၅၀တောင်မှရှိတယ် ဟယ်လို Charity ဘာပီတူညိုကိုမော်မာများအလုံးမိုင်းမင်္ဂလာပါ Newsbeat Channel ကနေပြန်မှကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ14ရက်နေ့ကျွန်တော်စနေနေ့မရပိုင်းဗီဒီယိုတင်ဆက်မှုနေနဲ့ဒီနေ့မရပိုင်းမှာတော့ဆွေးနွေးရှိထားတဲ့တော်လန်တဲ့တင်ထိုးတင်ကောင်းများစွာရှိတာဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ခါတိုင်းလိုပဲဒီနေ့မရခင်မှာဆွေးနွေးတော်လန်ရဲ့ဘော်တွေကနေပြန်မှစစ်ကောင်စီတပ်ဖွဲ့တွေကိုအမုန်းချနေတယ်ပေါ့နော်တပ်ပွဲအောင်ပွဲတရင်တွေဖြင့်သူတို့ချင်းချင်းပြန်ပြီးတော့မကတ်နေတဲ့ပွဲတွေလည်းများစွာရှိတာပဲဖြစ်ပါတယ်။ကျွန်တော်တို့အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတရင်တို့လေးတွေချက်လက်ရအောင်နော်။ ပထမအဆုံးသတင်းတပုတ်အနေနဲ့ကတော့မွန်ပြည်နယ်မော်လမြိုင်မြို့ပေါ်မှာရှိတဲ့စစ်ကောင်စီဥပဒေချုပ်အိမ် drone ထိမှန်ပြီးတော့မှနှုတ်အဆိုးရင်ရတန်းရခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဆိုးရရုံကို drone တစင်းလွတ်တာဂျမ်းမမလို့ဘူး။နောက်နှစင်းကိုဝင်ကြီးအင်ယာပဲလွတ်တာတစင်းကပြစ်မှတ်ကိုထိတယ်ဆိုပြီးတော့မှမွန်ပြည်နယ်ပကဖတာဝန်ရှိသူတို့ကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။မော်လမြိုင်မြို့ခံတို့ကနေပြီးတော့မှကြွေးချံကုန်းရက်ွက်တွင်အသက်တန်တန်ကြားလိုက်လို့ထွက်ကြည့်တဲ့အချိန်မှာဘာမှမသိတဲ့အရာတစ်ခုတွေ့ရှိတယ်ဆိုပြီးတော့မှရေးသားလို့ကာလာမေးမှာပေါ် drone တစင်းကြားနေတဲ့ပုံကိုဇွန်လ12ရက် ညနေ9:00နာရီကျော် Facebook ပေါ်ဖော်ပြထားတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်။အဲ့လိုမျိုးတိုက်ခတ်မှုတွေကိုကျွန်တော်တော်လံပူပေါင်းတပ်ဖွဲ့ဝင်တွေပြီးမှစတင်လို့ဆောင်နေတာမလို့တောင်ပိုင်းတိုင်းမှာဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကြာဆုံးမှုတွေကျွန်တော်ခုရဲ့ပိုင်းကစစ်စိတ်ကြားနေရတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့စကိုင်းတိုင်းဝင်းလင်းမြို့နယ်တော်လိုင်းအရာစုနယ်မြေတွင်တွာလာနေတဲ့ကားသမားတွေကိုအမျိုးသားညီညွတ်ရေးအစိုးရနဲ့ညူဂျီလောက်ခံပြီးတိုးအချွေရဲ့ဖွဲ့ပါအဖတွေကနေပြီးမှအခွန်ငွေကောက်ခံမှုငွေကြေးပေါ်မှာများလွန်းလို့အခွန်ငွေတွေနှုန်းရှော့ချပြဖို့ဆန္ဒပြတောင်းဆိုမှုတွေရှိနေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ်အခွန်များတော့ကားသမားတွေဆန္ဒပြတော့ပြီးသူတွေပါပါလာတယ်စီပေပါတပေပါကိုအခွန်ကောက်ဌာနက15000တောင်းတယ်သူတို့ကလျှော့ပေးပါလို့ကားသမားတွေကပြောတယ်9000 8000တိပေးပွင့်ရပေါ့လေဒီလိုဆန္ဒပြမှုပြပွားခွဲတာဆိုတော့ဝလမျိုးအပအဖဘွေရင်စစ်စေးရေးကကနေပြတော့မှကားသမားတွေစီရနေအခွန်ငယ်ကောက်ခံရတဲ့ပြတော့မှစီတပေပါကိုတမန်တော်15000ကျပ်ကောက်ခံရတဲ့ပြတော့မှကားသမားတွေကစီစင်းလို့ကျဆင်းနေလို့အခွန်ငယ်လျှော့ချပေးဖို့တောင်းဆိုဆွေးနွေးပေးမယ်အစီအမပြေခဲ့တဲ့အတွက်စတင်ပြပွားခဲ့တယ်လို့သိရတာပဲဖြစ်ပါတယ်ဆန္ဒပြတောင်းဆိုသူတွေကဆိုတော့ အခွင့်ရွှေ့ချပေးဖို့တို့ပြည်သူတွေခွန်လို့မရှိ ပြီးသူအတွက်အကျိုးမပြုဘဲနဲ့အခွင့်ကောက်ခံတဲ့ဘဲဖွဲ့စည်းမဆိုအလိုမရှိဆိုတဲ့ကြွေးကြော်တန်တွေနဲ့ဆန္ဒပြခဲ့တယ်လို့ကျွန်တော်တည့်ရတဲ့ဘက်ဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ကျွန်တော်ပါတုံးလုံးဟာဆိုတော့ကျွန်တော်အညာရီသားမှာဆိုရင်ဒီပြဿနာပေါင်းစုံခြုံတွေ့နေတာဖြစ်ပြီးတော့မှခုဆိုတော့ပြည်သူတွေဆရာနေပြီးတော့မှဒီ gauge ကောင်းမှုတွေများပြနေတာပဲဖြစ်ပါတယ် NUG အနေနဲ့အောက်ခြေမှာဖြစ်ဖြစ်နေတဲ့ဒီလိုမျိုးအသေးမွားပြဿနာလေးတွေကဆိုလို့အများဆုံးကရင်တွယ်ဖြစ်ရှင်းတင်းနေတာဖြစ်ပြီးတော့မှအောက်ခြေမှာဒီထင်းထင်းကြဲတောင်းကြနေတဲ့အုပ်စုတွေလည်း ရှိနေတယ်ဆိုတော့လည်းကျွန်တော်တို့ထပ်ပြီးတော့မှတွေးနေကြနေရတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မရပမာဆုံးနေတဲ့အချက်မှာကတော့ဆရာလူမြတ်ကျော်ကနေပြီးတော့မှကျွန်တော်တို့တော်လန်ပူဝုံတဖို့ဝင်နေပြီးတော့မှတန်တောင်ကြီးမျိုးတွေမှာစစ်ကောင်စီရဲ့ဒီစစ်ကြောင်းကိုဒီတိုက်ခိုက်နေခဲ့တယ်ဆိုတဲ့တည်င်းကိုပြောကြားထားတာပဲဖြစ်ပါတယ်။ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတည်င်းကောင်းတွေထပ်ပြီးတော့မှပြောဆိုထားမလဲဆိုတာကျွန်တော်စာချေးလဲရအောင်လား။တန်တောင်ကြီးကြီးတဲ့ဒီနေ့ကတန်တောင်ကြီးပြင်းအောင်တက်မြို့ထပ်တိုက်ပါလေ။ဟိုတော့က BWA ရဲ့ short right တုံးကိုပေပေနေနေခံစားပြီး အားရပါရဤစိတ်သွားတဲ့တန်တော်ကြီးဘင်းတော်တက်မျိုးကတတ်ခိုက်ရင်တင်ဟန်ကြောင်းတက်ခွဲမှုတွေတင်ဟန်စင်းတွေလိုက်ပါလာတဲ့ရှင်နှံကိုတောင်ဦးတိုင်းလမ်းပိုင်းခုနပိုင်းစစ်တပ်ဂုံးကြီးမှာဂျာဖြတ်တိုက်ခိုက်လက်နက်ပြတိုက်စစ်စင်တာတက်ခွဲမှုဘူကြီးရှစ်ဦးမပါပေါ်တဲ့ပြင်ရင်မောင်းတက်ချက်တူပေးမတာပေါ်ပြီးတော့တိလေးဦးတိကြက်တန်ရရတယ်လို့အချမ်းမြင်သိရပါတယ်အသည့်ဆက်ဆက်ပခုံးပေါ်မှာအပွင့်တက်ပြီးတက်ခွဲမှုကတော်တော်ဖြစ်ခွင့်မရလိုက်ရှာတဲ့ တက်ခွဲမှုတစ်တည်းရဲ့အမျိုးသမီးတွေရဲ့ဒူးနဲ့မျက်ရည်တုံနေရနေမှုဒီကိုစာနာမိပါတော်냐လေခင်ဗျားတို့စိုက်ပြူလာခင်ဗျားတို့ရှင်းသိကြရလားနောက်ရက်တွေမှာနောက်လတွေမှာနောက်နောက်နာမည့်ရက်တွေမှာပေါ့ဗျာချုပ်ပြောရာဘူးတော့ရင်တော့မသွားပေါ်မယ်လို့သာတန်တော်လိုက်တော်လို့ပြောရင်တနောက်တိုက်ပွဲကိုတောင်ရဲတက်မှာနေတရင်ကလောက်ခံတဖတ်ပို့ တောင်ဘူးအမ်ဘီယံစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ပြီးတော့ဟဲ့အောင်ကတော့မင်းကနေ့တိုင်းဖက်စစ်တကဆိတ်ရှုံးနေပြီဖက်စစ်ကဆိတ်ရှုံးနေပြီပြောနေဆိုနောက်တဲ့တက်တင်ပြကြလေးတခုရှိလို့ပါ။အေးအောင်ကငါတန်းကြောင်းအမြောက်၃လေးလေးအမြောက်တက်၃လေးလေးတောက်လျှောက်ပြေးနေပါလေ။အမြောက်တက်၃လေးလေးကလေတောက်လျှောက်ပြေးနေတာဖြစ်ပြီးအမြောက်တက်၃လေးလေးကချီတီနဲ့ချက်ပါတော့လေ။ကာမင်းအကုန်လုံးကိုတိုက်ခတ်သိမ့်ပတ်ချပြီးအမြောက်တက်၃လေးလေးကထွက်ပြေးတဲ့တပ်သားအင်အား30နဲ့50တောင်မှရှိနေ အမြောက်တဲ့3 4လေးအနီးမှာတော့ပြင်းထန်တဲ့တိုက်ပွဲတွေရှိနေတယ်ဒီလိုလိုကိစ္စဒါတော့ဗောနဆရာလူမျက်ကျော်ကနေပြီးတော့မှတန်တောင်ကြီးမြို့နယ်မှာကျော်တော့တလန်ပူပေါင်းတပ်ဖွဲ့ဝင်တွေပြီးတော့မှစစ်ကောင်စီရဲ့ရင်နှန်းကိုကြက်ဖက်တိုက်ခိုက်ခဲ့လို့သူတို့ရဲ့တခွဲမှုပေါဝင်စစ်ခွေးရှိကောင်တေဆုံးသွားတယ်ဆိုတဲ့တရင်ကောင်ပြောဆိုထားဖြစ်တယ်ဘယ်နေရာမှာဆိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ခုဆိုရင်တလန်တပ်ဖွဲ့ဝင်တွေရဲ့ဗောနဒီချင်းမိုးတိုက်ခိုက်ခြင်းကိုခံရရတာမလို့ခုချိန်မှာတော့ကျော်တော့အားလုံးပြောရမယ်ဆိုတော့ စစ်ကောင်စီတပ်တွင်းမှာဟိုဒီမိုးဆူမဖြစ်ပင်းနေတိုးတဲ့မြပြနေတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့မှကြာတိနေရပဲဖြစ်ပါတယ်။အေနဲ့တူပြည်တဲ့ပုံအောင်တဖို့နေရထိုးစစ်တွေဆိုတော့ကျွန်တော်ရရီတိုင်းထဲမှာလည်းအမြောက်သက်၃လေးလေးကိုရရှိတော့မှာမလို့မကြခင်မှာတော့ကျွန်တော်အနေနဲ့တရင်ကောင်းနေတဲ့ပို့ပြီးတော့မှကြာရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ကြောင်တော့ထပ်ဗီဒီယိုတပုတ်နေနဲ့လိုင်းခါမှနေနေတဲ့ပေါ့နော်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တို့ကနေပြီးတော့မှတတွဲအချိန်လေးစိုးနေတယ်ဆိုတဲ့အကြောင်းလေးကိုတို့ကနေပြီးတော့မှတုံ့တက်ပြောဆိုထားတဲ့အားလေးကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော် ဒီတစ်ခါမှာတော့ရဲတပ်ဖွဲ့တွေကစကားတန်အစီအစဉ်အနေနဲ့ရဲတပ်ဖွဲ့ဝင်တို့ရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါလိမ့်ရှင်။ကျွန်တော်ကမြန်မာနိုင်ငံရဲတပ်ဖွဲ့ကပါကျွန်တော်တို့ရဲ့အခြေခံလစာကတသိန်း၄000၄00ကျပ်ရိတ်ခါ9000လေးတောင်စုစုပေါင်းတသိန်း9000 8000ကျပ်ကတော့တရားဝင်လစာပါ။အခုလိုနိုင်ငံရေးမတိမငိဖြစ်နေလို့ရှားပါစေးလားထောက်ပံ့ကြီးလားတော့တိတ်ချမသိဘူး။အဲ့ဒါကတော့3000ပလက်3000စုစုပေါင်း6000ကျပ်အဲ့ဒီ6000ကျပ်ကတရားဝင်လစာမဟုတ်တဲ့အတွက်ဘယ်အချိန်ထိပေးမလဲတော့မသိပါဘူး။ ဲ့ဒီတော့လစာရိတ်ခါထောက်ပံ့နေပေါ့ရင်ရဲတပ်သားတယောက်ဟာတလကို2600ဝန်းကျင်တော့ရပါတယ်လူပြိုတယောက်အနေနဲ့အကျက်အတည်းမရှိလောက်ဘူးထင်ရပေမယ့်အိမ်တော်တဲ့အနေနဲ့တော့အရန်ကြက်တယ်ပါတယ်ဘာလို့ဆိုအပြင်မှာအိမ်ငားနေရင်ရေမီးဆုံကိုတောင်တသိန်းလောက်ပေးရပါတယ်ကျန်တဲ့ပတ်စံနဲ့တလလုံးစားရမှာပါအဲ့တော့ရေစခန်းအဝင်းဝိုင်းနေနေရင်ဒီအခက်အခဲလေးများတတ်တာမလားဆိုပြီးကျွန်တော်တို့လိုင်းငန်းလေးယူခဲ့မိပါတယ်။လိုင်းငန်းရဖို့အတွက်ကိုလည်းဘယ်ဖျားတကူကြည့်မှမသိခုလူဖားရဒီလူဖားရနဲ့လိုင်းငန်းရလိုက်ပါတယ်။ လိုင်းငန်းဆရပြီဆိုကြတဲ့ကပြင်လိုက်ရတာ၃သိန်း၄သိန်းအထက်ပဲမပြင်ရင်ဘလို့မှနေမရလို့ပါပြီးတော့လိုင်းစစ်ဘာညာကလည်းရှိသေးအဲ့တော့ပြင်ရတာပေါ့ကျွန်တော်တို့တွေမှာရေကြီးမီကြီးကင်းလုတ်ခွဲမရှိတာလက်ခံပါတယ်သို့တော့တတ်တာ၆ချီလည်းလုံးဝမရှိပါဘူးအပြင်မှာမီတာကြီးတယူနစ်ကိုနှစ်ဆတက်အောင်တော့တာမန်မီတာစုတွေဆို2000ပေါ့ကျွန်တော်တို့မှာတော့တယူနစ်တစ်စအချိန်ကလေးက3000နဲ့အထက်ပဲရှိတယ်အခုဆိုတလောက်ကိုမီတာကြီးက9000အထက်မှာရှိတယ်ဗျလိုင်းထဲမှာပါဝါမီတာတက်ထားလို့တယ် ကျွန်တော်ပြောချင်တာမိသားစုနှစ်စုသုံးမဟုတ်သုံးစုကိုရိုးရိုးမီတာတစ်လုံးစီချပေးထားရင်ကိုအဆင်မပြေဘူးလားပြီးတော့ရေကိစ္စရေးလဲဒီလိုပဲရေးမီတာဆောင်ရတာပဲတလတစ်တောင်းတော့အနည်းဆုံးကြတဲ့နေဒီအခက်ခဲတွေကိုကျွန်တော်တို့လိုရဲလိုင်းငန်းနေမိသားစုတိုင်းနားဆင်ကြုံတွေ့နေရတာပါဒါပေမဲ့ဘယ်သူကမှမပြောရဲကြပါဘူးမတင်ပြရဲကြပါဘူးဒီအခက်ခဲတွေကိုလူကြီးကိုတင်ပြရမှထက်စာရင်ကြာမီပြေးဆွဲတာကမှအနည်းငယ်ကင်းအောင်မယ်ဗျာလို့စာရေးသားပြပလာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာ ရတက်ဖွဲ့ဝင်တွေအိမ်တော်သယ်မိသားစုဝင်တွေရဲ့အခက်အခဲတွေကိုအများကသိအောင်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ရတက်ဖွဲ့ဝင်တွေနဲ့အိမ်တော်သယ်မိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်စီရင် message box ကနေတစင်းအစားပေးဖို့ပြီးပါဝင်နိုင်ပါတယ်။ပေးဖို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အခွေသားတွေကပေါကြားမှုမရှိအောင်လှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ဗောနော်ကျွန်တော်တို့ဒီတက်တွင်းစကွန်စီတက်ဖွဲ့ဝင်တွေရက်ခွေတွေအနေနဲ့တော်တော်လေးကိုကြက်တဲနေတယ်ဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့မှကြက်တဲနေရတာပဲဖြစ်ပါတယ်။သူတို့အရာရှိတွေကတော့ တွေရဲ့အဆောက်အအုံကောင်းကောင်းတွေမှာနေပြီးတော့မှာပေါ့နော်သူတို့အချွေတသားတွေဖြစ်တယ်လို့မျိုးသူတို့အနေနဲ့ဖြည့်ရှင်းခိုင်းနေတာကိုချီးချမ်းဖြစ်ဒီမှာဆိုရင်တော့တို့ပြည်သူတွေပြောပြောနေတယ်လို့ပဲစစ်ကောင်စီအနေနဲ့အချွေတသားတွေထိုးချွေပြီးတော့မှာဒုက္ခပေါင်းစုံကိုကြုံခိုင်းနေတယ်ဆိုတော့လည်းတို့ထပ်ပြီးတော့မှကြာတိနေတာပဲဖြစ်ပါတယ်အဲ့လိုမျိုးဒုက္ခတွေခံနေမှာစာကျတို့ပြည်သူတွေရဲ့ဒီချစ်မေတ္တာကိုလည်းပြန်ရချင်တယ်ဆိုတော့အမြန်ဆုံးတော်လိုင်းမျိုးကိုကုပြောင်းပြေတော့မှာပါနော်စစ်ကောင်စီနဲ့ဖက်ဆရာနေရှင်စနေဖြိုးချတဲ့ဘက်မှာအမြန်ဆုံးပူးပေါင်းပုံဖို့လွန်နေပြီဆိုတဲ့အကြောင်းလည်းထပ်ပြီးတော့မှဖေခေါ်ပြောလိုပါတယ် ျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဦးတင်မြန်နေပြီးတော့မှပအုပ်ပြည်သူစစ်ကောင်းဆောင်နေတဲ့သူတို့ချိုးစည်းပွားတွေကိုနိုင်ငံတကာနေမှာအရေးယူပေးဖို့ပြောလာတဲ့ Justice for Myanmar အဖွဲ့ရဲ့ပေါ့နော်ထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးတော့မှပြောဆိုထားတဲ့အားလေးတို့တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်စစ်ကောင်စီနဲ့မဟာမိတ်ဖွဲ့ထားတဲ့ပိုးအိုးပြည်သူစစ် PNO ခေါင်းဆောင်တွေနဲ့သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုပိတ်ဆို့အရေးယူပေးဖို့နိုင်ငံတကာအစိုးရတွေကို Justice for Myanmar ကမနေ့ကဇွန်လ22ရက်နေ့ကထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ပိုးအိုးပြည်သူစစ် PNO ဟာဆေးရဆွေးမှုတွေနဲ့လူခွင့်ရေးချိုးဖောက်မှုတွေမှာပါဝင်ပတ်သက်နေတဲ့အတွက်တာဝန်ခံရမှာဖြစ်ပါတယ်။ဒါအပြင် PNO ကရတားပြည်သူတွေကိုတိုက်ခိုက်တာအတင်းကျပ်စုမှုထမ်းဆေးခိုင်းတာတွေလှုပ်ဆောင်နေပြီးတော့သူတို့ရဲ့စီးပွားရေးကွန်ရက်ကရတဲ့ငွေတွေနဲ့စစ်ကောင်စီကိုထောက်ပံ့ပေးနေတယ်လို့လည်း Justice for Myanmar ကဆိုပါတယ်။စစ်ကောင်စီဟာပို့အုပ်ပြည်သူစစ် PNO ခေါင်းဆောင်တွေကိုဂုံတုဆောင်ဖွဲ့တွေချီးမြှင့်တာတပ်ထုတူဖော်ခွင့် license ချပေးတာတွေလည်းရှိခဲ့တယ်လို့ Justice for မြန်မာကဆိုပါတယ်ပြီးကြတဲ့ရပိုင်းတုန်းကလည်းစီဆိုင်မြို့နယ်ကျေးရွာအုပ်စုနှစ်ခုကပြည်သူပေါင်း6000ကျော်ကိုဇွန်လ15ရက်နေ့နောက်ဆုံးထားပြီးတော့ကျေးရွာတွေထဲကနေပြီးတော့ထွက်သွားဖို့မောင်းထုတ်တဲ့စာကိုပို့ပြည်သူစ PNO ကပေးပို့ခဲ့တာရှိပါတယ်ပြည်သူတွေထွက်ခွာသွားတဲ့ရွာတွေမှာလည်းစစ်ကောင်စီတပ်တွေနဲ့ PNO တွေကဝင်ရောက်တက်ဆွဲထားခဲ့တာတွေရှိပါတယ်အခုလိုမျိုးပေါ့နော်ကျွန်တော်စစ်ကောင်စီနဲ့ပူးတွဲပြီးတော့မှ ိုလူမျိုးကိုပြန်ပြီးတော့မှတိုက်ထုတ်နေတဲ့စစ်ကောင်စီနဲ့ပူးသွဲတဲ့သူတို့တပည့်တွေဖြစ်တဲ့ပိုးပြည်သူစစ်ကောင်ဆောင်တွေအရဆိုတော့ခုချိန်ထိကျွန်တော်တို့ဒီတမ်းပြည်နယ်လူမျိုးပေါ်မှာ channel ပြီးတော့မှဟူချိုချောင်းနေတဲ့အုပ်စုတွေပဲဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်တို့ justice for myanmar နေနဲ့သူတို့ရဲ့လွဲတွေနဲ့ပတ်သက်ပြီးတော့မှနိုင်ငံတကာကိုချပြပြောဆိုထားတာမဟုတ်ပါတော့ဘယ်လိုမျိုးအရေးယူပေးစုံမလဲဆိုတော့စောင့်ချက်မှာပဲဖြစ်ပါတယ်ဟိုတလောကပဲကျွန်တော်တို့သူတို့အနေနဲ့ဖန်ဆင်းရမိထားတဲ့ ဒီစစ်တုံပန်းပြင်းနေတဲ့တပ်ဖွဲ့ဝင်9ယောက်လောက်ကိုသူတို့အနေနဲ့ရဲဆက်ဆက်တပြတ်ခဲ့တယ်ပေါ့နော်ဗီဒီယိုတွေလည်းထွက်လာတာမို့လို့ဆရာစမှုကိုပြောင်းပြောင်းတင်းတင်းချိုးဖောက်နေတယ်ဆိုတော့လည်းကျွန်တော်တို့တပ်ပြီးတော့မှကြာတိနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမကျော်စိုးကနေပြီးတော့မှကျွန်တော်တို့မြန်မာပြည်ထဲမှာရှိတယ်ပေါ့နော်အဓိကအကုံသွယ်လမ်းမကြီးတူကို PDF တွေကနေပြီးတော့မှထင်းချုပ်ထားလို့ပောက်ကွဲလောင်မြဲနေတာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးခြေကွက်လောင်မြဲနေလဲဆိုတာကျွန်တော်စစ်ပြေမှာခြေလဲရအောင်လား ဒီချွေဘိုကနေပြီးတော့မွန်ကြီးတိအဲ့မှာကျွန်တော်တို့မျိုးဆောင်လမ်းတွေကိုင်းလမ်းတွေများစွာရှိပါတယ်အဲ့ဒီအရာတွေအားလုံးကို NGO အုပ်စုတွေကထိန်းချုပ်ထားပါတယ်တဲ့ထိန်းချုပ်ထားတယ်မိုးတခါရွာရင်တော့ခင်ဗျာအဲ့မှာရက်ကခင်ဗျာတပတ်တစ်ပတ်ကြာသွားပြီလက်ရှိဒီမြကြီးနားကနေပြီးတော့ဒီမန္တလေးကိုလာတဲ့ကားလေးမြကြီးနားမြကြီးနားကျွန်တော်ချွေဘိုမန္တလေးလမ်းပိုင်းပေါ့အဲ့ဒီလမ်းပိုင်းဆိုရင်ကျွန်တော်တို့ဒါ25ရက်ပတ်လည်လို့ကြာတယ်လို့ပြောတယ်တခါကြတချို့သောကားလေးဆိုခင်ဗျအရက်20လောက်ကြာသွားတယ်မိုရာတိဥထုဆိုရင်ဆိုတယ်လို့ကြာတယ်အဲ့တော့အဲ့မှာကျွန်တော်တို့ဒီပို့တိုးလွယ်တဲ့ပစ္စည်းတွေဆိုရင်ကုန်ကြားစည်းတက်သွားပြီပြီးရင်ကျွန်တော်အခြားသော အခြားတော့ကျွန်တော်တို့ဒီဆက်သုံးစီလေးဆေးဝါးလေးစသဖြင့်စားရေးခါလေးဆိုလည်းခင်ဗျအဲ့မှာကုန်ကြစီကထပ်ပေါ်ပါကြီးကြာလေးလေးလမ်းပေါ်မှာကျွန်တော်တို့ကုန်ကားစီကကြာလေးလေးသူကကုန်ကြစီကပိုများလာလေအဲ့ဒီအရာတွေကိုလုပ်နေတာကကျွန်တော်တို့ NGO အုပ်စုတွေကလုပ်နေတာကျွန်တော်ဆိုတယ်ကျွန်တော်ပြာခင်ဗျားတို့ဒီရန်ကုန်ကနေပြီးတော့ကိုရီးယားကိုသွားရင်ခင်ဗျားလင်းစင်းရင်ကြာစင်းရခင်ဗျား၈နာရီကနေ၁၀နာရီကြာပဲရှိတယ်ဒီဒီဒီအဲ့အဲ့ဘက်လည်းပဲရှိတယ်အဲ့ဒီဒီမန္တလေးကနေပြီးတော့ခင်ဗျားတို့မြကြီးနားသွားမယ်ဆိုရင်အရက်၂၀လည်းဖြစ်နိုင်တယ်အရက်၁၀လည်းဖြစ်နိုင်တယ် အရင်အစိလေဖြစ်နေအရင်အစိလေဖြစ်နေတယ်ကိုရီးယားနဲ့မြန်မာမိုင်ပေါင်းအများကြီးပဲကျွန်တော်တို့ဒီမှာကကျွန်တော်တို့ဒီခင်းထားတဲ့မဟာပြိုလိုင်းလေးရှိတယ်ဖြူးနေရတယ်အဲ့လောင်တက်လို့မရဘူးအဲ့လောင်တက်လို့မရအဲ့လောင်တို့စစ်သွေးကြောအုပ်ဆက်ထိချုပ်ပြီးတော့တရက်တရက်တင်းကိုထောင်နဲ့ချီဝင်တယ်ကျွန်တော်အဲ့ဒီအရာကိုကျွန်တော်တို့ဖျက်တောက်နိုင်ဖို့လိုတယ်ကျွန်တော်အဲ့မှာဒီမှတ်တမ်းအနေနဲ့ကျွန်တော်ဒီလမ်းပိုင်းတွေကိုကျွန်တော်တေချာလေးဒါလောက်ထားပါတယ်အဲ့ဒီလမ်းပိုင်းတွေကတော့ဒီရွှေဘွားနဲ့စမယ်ဆိုရင်ကျွန်တော်တို့သူရဲ့ဒီရှောင်းဝင်းလမ်းတွေရှိတဲ့နေရာကဇီကုံစပင်နတာမြေမိုးပေကြီးကောလင်းကွင်းလမ်းတွေအဲ့ဒီကွင်းလမ်းတွေအဲ့မှာကျွန်တော်ထိချုပ်ထားတယ်ရွှေဘွားတွေထွက်ပြီဆိုတော့ကျွန်တော်ကွင်းလမ်းတွေကွင်းလမ်းတွေ ဥပမာကျွန်တော်တို့ဒီလုံချိုးတက်ဖွဲ့ဝင်တွေကဒီမျိုးမျိုးကိုရှိရဆိုရင်အဲဒီမျိုးကိုကျွန်တော်တို့ကွင်းသွားရလမ်းတွေတောလမ်းတွေသွားတောလမ်းတွေအနေယူအုပ်စုတွေကထိချုပ်ထားတယ်ထိချုပ်ပြီးတော့ကားကြီးမှသွားဒီလမ်းကသွားမာယူကလမ်းပေါ်မသွားဘူးအဲ့တော့ဒဇီကိုဘလောက်ပေးဆိုဖြစ်တာဖြစ်တာဖြစ်တာအဲ့ဒါကျွန်တော်တို့ရွှေဘွားနေမိုးကြီးတိရောက်တယ်တောင်းချောက်ဖြစ်တာအဲ့တော့ကျွန်တော်တို့ကတတိယချက်ကတိုင်းပြည်ရဲ့ကျွန်တော်တို့အခွန်မှန်တာတွေများစွာဆုံးရှုံးတယ်။နံပါတ်1တိုင်းပြည်ရဲ့ကျွန်တော်တို့ကုန်ထုတ်လုပ်မှုစွာတွေများစွာဆုံးရှုံးတယ်။နံပါတ်3ကကျွန်တော်လူဆွားရေးမှုတွေဆုံးရှုံးတယ်။အင်းဟင်းဆုံးရှုံးတယ်။နံပါတ်5အကြမ်းဖက်တွေကငွေပင်ငွေရင်းဖြစ်နေတယ်။ တို့အဲ့ဒါကိုကျွန်တော်တို့ထိချုံနိုင်မလို့လေအဲ့ဒီရဲ့တက်တန်းကဘလောက်ကြာသွားပြီလဲဆိုရင်ကျွန်တော်တို့ဒီရဲ့အခြေအနေကဒီကွင်းလန်းနေဖြစ်လာတာက2023ခုနှစ်ကနေပြီးတော့ဖြစ်လာတာယနေ့ထိအဲ့တော့ခဏနှစ်ကိုတွက်ကြည့်လိုက်အဲ့ဒီနှစ်မှာဒီ NGO အုပ်စုတွေရဲ့ရတဲ့တရက်တရက်ငွေရမနေဘူးပဲပြီးခဲ့ကာလကဒီ NGO အုပ်စုတွေကဒီစကိုင်းတိုင်းနဲ့ဒီစကိုင်းတိုင်းထဲမှာရတဲ့သူတို့ရဲ့ဘန်ဒါဝေရှင်းနဲ့သူတို့ထုတ်ပြလိုက်တာတွေ့ရတယ်အဲ့ဒီဟာကကျွန်တော်တို့ဒီဒီကားဘော်တွေကားတွေတွားနေတဲ့လမ်းဘော်တွေရတဲ့ပတ်စံမနေဘူးပဲအဲ့ရှောင်းဝင်းလန်းတွေရတဲ့ပတ်စံမနေဘူးပဲဒါတော့ဗောနော်ကျော်စိုးကနေပြီးတော့မှ NGO နေနဲ့ခုဆိုရင်တော့ နေကွန်းရှောင်းကားလမ်းတွေရနေပြီးတော့မှရထားတဲ့အခွင့်အရေးတွေဆိုရင်မြပြတ်နေလို့ပေါ့နော်လော်မြဲနေတာပဲဖြစ်ပါတယ်စစ်ကောင်စီတွေကတော့ကျွန်တော်ပြည်သူတွေဆီကနေပြီးတော့မှလက်မြတိုက်လူမှုတွေလည်းလှုပ်ဆောင်နေတာမို့လို့ကျွန်တော်ခုဆိုတော့ပြည်သူများစွာဆိုရင်ကွန်းရှောင်းကားလမ်းတွေကိုတုံးပြလာကြတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်ကုံသွေးရေးမှာအဓိကကြားတယ်ပေါ့နော်ဒီလမ်းတွေရောဆိုတော့ PDF တွေကနေပြီးတော့မှထိန်းချုပ်ထားတာမို့လို့စစ်ကောင်စီအနေနဲ့ပြန်လဲစုံမှုမှုရပ်ယူတင်တယ်ဆိုတဲ့ပုံစံမျိုးတွေဒီကျော်စုကနေပြီးတော့မှပြောင်းနေပြောင်းစားပြောဆိုနေတာပဲဖြစ်ပါတယ်ဒီကောင်ပြောရခဲ့တဲ့စကားနဲ့ပတ်သက်ပြီးတော့မှကြီးစုနေချက်တိုင်းမျိုးဝပြည်သူတွေဘက်ကနေပြီးတော့မှလည်း ကိုရဲ့မြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးတောင်းဆိုပါရစေ။ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အရေးချုံပေါ်ကရောင်းနေပြီးတော့မှ PDF တဖို့ဝင်တွေကိုဘလူးမျိုးစိန်ခေါ်အားချောင်းပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပြေမှာနားထောင်ကြည့်လိုက်ရအောင်နော်။မင်္ဂလာတရင်တွေကိုခင်ဗျားတို့ကြားနေရတော့မှာပါဗျာနော်။တောင်ဆိုလည်းကြားခင်မှာဒါအပြည့်အဝထိမ့်ထုတ်မဲ့အနေထားတစ်ခုကိုဒါရောက်ရှိတော့မှာပါဗျာနော်။အဲ့တော့ဥစဉ်တော့တပ်မတော်ချင်းမြတ်နိုးလူတွေရောတပ်မတော်ဝိုင်းရံအားပေးလူတွေရောထောက်ခံတဲ့လူတွေရောကြားထဲမှာတွေ့ရဖြစ်နေတဲ့လူတွေရောဘုံဘက်သွားတာကောင်းမလားဒီဘက်သွားတာကောင်းမလား အော်ဟိုဘက်မှာ PDF တနေ့လုံးမနိုင်ပါဘူးကွာနော် PDF ကတော့ငါကနိုင်တော့ဗမာနေရာရစားလဲအကြောင်းမရှိဘူးပိုစကားကိုမထားနော်ငါပေါ့တောင်းမြန်မာလွတ်တဲ့ခွေးလိုဖြစ်သွားမှာနော်အမြင်မှန်ရရင်ရမရရင်တောင်းမြန်မာလွတ်တဲ့ဘယ်ပြီးလို့ဘယ်ပေါက်လို့ဘယ်လာမှမတည်ဖြစ်သွားပါလက်နဲ့ကန်ဆိုတော့တည့်ရတဲ့အချိန်အချိန်နေမကောင်းလို့ဆိုလို့ရှိရင်ဟာကျွန်တော်တို့ဘာကျွန်တော်ပေါက်ခေါ်ရင်စီပြေးကြမယ်ငင်းချိုင်းကြီးလို့ပြောလို့ငင်းချိုင်းကြီးပြောပြလို့ကျွန်တော်တို့မလုပ်တော့ဘူးကျွန်တော်တို့ဘလို့လို့ပြောရတဲ့နေပါမယ်ဆိုရင်အဲ့ဒီဗလံကိုလူလူတွေကဆွဲလိုက်အဲ့ဒီမှာ PDF မပါဘူး သူတို့ပြောတဲ့အကူပါလေဆိုတော့ IUG ဆိုတာလည်းနိုင်ငံခြားမှာပဲဒီမှာနော်ခုအမေရိကန်မှာဆိုတော့တို့တွေကပြည်ဝင်ကွက်အမေရိကန်လိုအကူပါတို့တို့အကူပါလေဆိုတော့အမေရိကန်နိုင်ငံကလည်းသူတို့ကိုတိုင်းဆန်တကောင်လောက်တော့မှအတိမတ်ပဲပြုတော့ဘယ်နဲ့ကြရနော်အမေရိကန်နိုင်ငံလိုမျိုးอ่ะအဲ့တော့တက်မတော်ချင်းတဲ့တို့တို့ဒီဟောဒီမြန်မာနိုင်ငံမှာငင်းကြမ်းမှုအေးကြမ်းမှုကိုလိုလာတဲ့တို့တွေရောအဓိကဥစ္စာတက်မတော်ဝိုင်းရထောက်ကအားပေးရတယ်ဒီချိန်မှာဥစ္စာမြန်မာတက်မတော်ကြီးကိုအားလုံးကအားလုံးကနေဒီမှာထိထိရောက်ရောက်ဝိုင်းရအားပေးဖို့နော်ထောက်ကမ်းမှုပြောတာပေါ့ အားပေးဖို့အတွက်ကိုရှီရန်တက်မလို့ရတယ်အင်အားပြအောင်ဦးဇင်းတို့တက်မလို့ရဲ့နိုင်ငံတော်ရဲ့အဲ့တော့တက်မလို့ရဲ့ဒသိတိဘက်ဒသိတိနဲ့တက်မလို့ရဲ့အချင်းလေးနဲ့အာမျိုးမျိုးခဏလိုင်းပေါ်မှာတို့တို့လေးလောပါမယ်နော်လိုင်းပေါ်မှာအောင်မဲ့ဆင်ရမယ်အဖြစ်ဖြစ်တဲ့မင်္ဂလာရှိတဲ့တဲ့လေးတွေပဲခင်ဗျားတို့ကြားလိုက်မယ်ပါဇက်ကမင်္ဂလာတည်င်းစကားတွေတယ်နော်ပြောလဲပြောရသေးတယ်ကျတော့ PDF တဖို့နေဒီကောင်းနေပြတော်မှာစင်ကိုပြောဆိုထားတာမလို့မကြခင်မှာတော့ငပောက်ဝင်နေတဲ့သူရဲ့ပြောစကားနဲ့ပတ်သက်ပြတော်မှာ တရားတက်တဲ့ခန္ဓာအိုးစားခွဲသွားမဲ့အခြေအနေမျိုးတွေကြုံတွေ့ရနိုင်တာပဲဖြစ်ပါတယ် PDF တွေကဆိုတော့ကျွန်တော်မန္တလေးမြို့ပေါ်မှာဆိုရင်လည်းအခုဆိုရင်စတင်လို့ရှောင်းမှုတွေလည်းရှိနေတာပြီးတော့မှငါပေါ့ချီဆိုထားတဲ့အနေတွဲမှာဆင်တော့ပါနော်ကျွန်တော် PDF တဖို့ဝင်နေတဲ့ channel ပြည်သူတော်လိုင်းရေးပူအောင်တဖို့ဝင်နေပြီးတော့မှစစ်ကြောင်းထုံးမှုတွေအခုဆိုရင်စတင်လို့ဆောင်နေတာပဲဖြစ်ပါတယ်ဒီအချိန်မှာကျွန်တော်တော်လိုင်းပူအောင်တဖို့ဝင်နေတဲ့2025ခုနှစ်မှာကုန်ခင်မှာပဲဖြစ်စရာနဲ့ရှင်စနစ်ပြုတ်ကြအောင်တခက်မဲ့စူပါမားကျွေးကြော်ထားတာမို့လို့ကိုကိုကိုမျိုးချစ်ပါတယ်ဆိုပြီးတော့ပါနော်ဒီလိုမျိုးကျွေးကြော်နေကြတဲ့အုပ်စုတွေကိုလည်းကျွန်တော်တို့နေနဲ့ တခါတည်းအမြင့်ဖြတ်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီကနေပြီးတော့မှဇော်ပိန်ဖန်းခံရလို့ပြောနေတဲ့ငါပေါ့ကိုပြန်ပြီးတော့မှဆုံးမပြောဆိုထားတဲ့အရာလေးကျွန်တော်တို့ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။နောက်ကဆိုရအောင်ပေါ့ဗျတနည်းတစ်ဖုံနဲ့4နဲ့တလို့ပဲဥစဉ်ရတော့3နဲ့ချင်းလေးဗျ3နဲ့ချင်းပါနော် အခုလိုတုံးတက်ထားလဲဆိုတော့သူစေးကပေါ့ပေါ့ထောင်းကိုခေါင်းလုံးလုံးနဲ့ပဲပေါ့ပေါ့ပြောခဲ့တွေ့တယ်မင်းကတော့ဗျာမရာစစ်တပ်ကသူ့ကိုတောင်းတာသူစေးပြောတယ်ဟုတ်ပါလားဟုတ်ပါလားမင်းကတော့ဗျာမင်းထိခါကတိမသူစေးရဲ့ညမပြေတွဲကိုဒီဘက်ကသူကသူတို့ချင်းချင်းတော့သူချင်းချင်းတော့မဲရတယ်လို့ဖြစ်နေတယ်နော်အဲ့ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဘာဖြစ်လို့လဲနန်းလုံးစကြောရေးမှာလဲတွဲပြီးတော့ဘလုံးလုံးပြေသွားစာပါလဲကိုစောဖိုင်းကိုစစ်ဖက်စရာအကြောင်းမရှိပါဘူးဗျာနေပြီးတော့အစာပါအစ်မပါအဲ့ဆိုပြောဆိုမန်တလေးတို့ ဒီထသရထသရတော့ဒီထော်လိုက်ရဲ့စက်ချောင်းသားတွေကသူတို့ဘာလို့ဘာလို့အပေါ်ထားတော့မှလဲတွေ့နော်ငါပေါ့အခုပြောရတဲ့မျက်နှာပေးနေပြောရတဲ့ပုံလေဇော်ကုန်းကြီးဖမ်းတာမထီးတဲ့အချိန်တုန်းကငါပေါ့တဲ့ဇော်ကုန်းကြီးတွေ့တဲ့အချိန်ငါပေါ့ကဇော်ကုန်းကြီးကိုဘယ်လိုဆက်ဆံလဲချင်းချင်းတွေ့မနာလို့လားဗျတို့တို့အချင်းချင်းကြားမှလည်းကစပတ်လို့နေတာဟုတ်တယ်ဟုတ်ကောအစားရှိတွေ့ဒီစားစားနေဘေးကောင်စောင်းနေတယ်တခင်ရောလည်းအမီးနှံ့နေတယ်အေးအဲ့ဒီပုံစံဖြစ်နေတာတိ ဇော်ဘောဟင်းကကြော်ရဲဆိုရဲလောက်ရဲဖိုင်ရဲဖြစ်တဲ့ဇော်ဘောဟင်းကအရှိကိုရောက်နေတယ်အဲ့ဒီပေါ်မှာငါပေါက်တော့ကကြိတ်ပြီးတော့ဂျေဝင်နေတယ်နော်အခုတကယ်တကယ်ဇော်ဘောဟင်းဒုက္ခရောက်တဲ့အချိန်မှာမထက်ကဆိုဇော်ဘောဟင်းလွတ်ရောက်ရင်းအတွက်ဒီလောက်စစ်တပ်ကိုဘဝနဲ့ရင်းပြီးထောက်ခံနေတဲ့လူတစ်ယောက်ကဒီစစ်တပ်ကိုစစ်တပ်ကပြန်ဖမ်းတဲ့ဟာလုံးဝခွင့်လို့စရာအကြောင်းမရှိဘူးလေဟုတ်တယ်မဟုတ်လားဟဲ့ပီလီရဖမ်းမှလို့တို့ပြောရင်ထားကောင်းသေးတယ်ကိုအမေထောက်ခံတဲ့အဖွဲ့စည်းကကိုကိုပြန်ဖမ်းမယ်ဆိုတော့တဲ့အခုကျွန်တော်ထောက်ဖို့လုပ်နေတော်နိုင်ပဲအချမ်းပါ ကျွန်တော်ထောက်ဖို့လုပ်နေတဲ့ဟာကိုကျွန်တော်တောက်ပတ်မှာတစ်ဖက်ပေါ်လိုင်းတို့စစ်ကောင်စီကိုတောက်ပတ်မှာလေဟာပေခဲ့ကကျွန်တော်ပြန်ဖမ်းမယ်ဆိုစဉ်းစားကြည့်လက်ခံနေတဲ့အကြောင်းရှိတာဟုတ်တယ်မလားဒါပေမဲ့ဇော်မခံတာကိုလည်းခံတာလေအဲ့ဒီအပေါ်မှာငပောက်တို့ကကိုနဲ့အတူတူစစ်တပ်ကိုဘောရတဲ့ရင်မိထောက်ခံနေတာဆိုသူတို့ပြောတော့ဇော်မကပြေဝရက်ရည်ရမှာမဟုတ်ဘူးလားကိုမောင်မောင်ပြောရတာမသိလားမင်းတို့မင်းတို့လည်းအဲ့လိုပြောအောင်မဲသေးတယ်သိလားဟောကိုမောင်ပြောတာတွေ့ရပလားအစင်ကြီးလာတာတိုင်းနေတယ်မင်းတို့စောက်စင်းရတော်ထဲမှာနေတယ်စစ်တပ်ကခေါင်းတည်ထားတာတဲ့ ်သိလားမင်းတို့ဘဝကမှန်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 ဟုတ်ကဲ့လို့ပဲပြောရမယ်အစင်းနဲ့ကိုမောင်တဲ့ပြောရမှာမင်းတို့သိလားရှင်းတယ်မလားလားအေးအာပြောရမှာနေတဲ့လူကြောက်တဲ့အမြင်နဲ့မင်းတို့လိုစစ်မှန်အောင်နေတဲ့လူကြောက်တဲ့အမြင်အမှစကွာလားနော်မင်းတို့ဘောမှအချင်းချင်းတော့မှအမြင်ရဲ့အဲ့လိုကွာကွာတွေ့ရမှာကိုစီရတော့ဗောနော်ဖြစ်ဖြစ်နေတဲ့ဒီပေါကလုံးပေါအောင်ဂျန်တဲ့ဘောမရုတ်ကဲ့လေးတို့ဆုံးမပြောဆိုထားတာဖြစ်တယ် အထူးသဖြင့်ကျွန်တော်တို့ဒီပေါကတော့ဆိုတော့ဇဝင်းဖန်ခန့်ပြီးတဲ့နောက်ပိုင်းမှာဆိုတော့ဇဝင်းရဆိုရင်မြေပြင်မှာသူ့ကိုထောက်ခံတဲ့လူတွေလုံးဝမရှိဘဲနဲ့ပေါ့နော်လိုင်းပေါ်မှာသာအားကျဲပြီးတော့မှသူ့ကိုထောက်ခံချင်းရောင်ဆောင်နေတဲ့အုပ်စုတွေနဲ့သာခုလိုမျိုးရက်တည်နေတယ်ဆိုတော့ပုံစံမျိုးတွေဒီအားချောင်ပြောဆိုထားတာဖြစ်ပြီးတော့မှဒီဇဝင်းရင်ထောင်ထဲဝင်ရတယ်ဆိုရင်တော့မှအပြင်မှာနေတာထက်လုံးချုံမှုပိုရှိတယ်ဆိုတဲ့သဘောမျိုးတွေဒီဒီကောင်နေပြီးတော့မှပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဇဝင်းသာအကယ်၍ပြန်လွတ်လာခဲ့မယ်ဆိုတော့ပေါ့နော်။ပေါကရုံးကို ကျင်ဖဲတင်နေတာပဲဖြစ်ပါတယ်သူတို့ချင်းချင်းတောင်မှမနာလိုဂျီဝင်မှုတွေများစွာရှိနေတာပြမနောက်ကျော်ဒါနဲ့ထိုးရကိစ္စတွေကျတို့ခုဆိုရင်ကဆစ်စိတ်တွင်းနေရတာမလို့ဒါတော့ဖစ်ဆာနာရှင်ဇန်နေနဲ့သူတို့ကိုထောက်ခံပါတယ်ဆိုတော့ဒီလိုမျိုးအယုတ်ကိုက်လေးတွေဟာဆိုတော့ချင်းချင်းဝေစုမတည့်ရတာကနေပြမပကွက်ပြောဆိုမှုတွေဒလန်လုံးမှုတွေများစွာရှိနေတာပဲဖြစ်ပါတယ်ဒီချိန်တွေမှာကျတို့ပြည်သူဘက်ကနေပြမစီလုံးညာဆန်နဲ့စစ်ကောင်စင်နဲ့သူတို့ပေါ်မှာလူသူစုတွေကိုအများဆုံးဖျက်ချတက်ခိုက်လိုက်မယ်ဆိုတော့မြို့ပြည်သူတွေအားလုံးလုံးချင်နေတဲ့ဒီဖစ်ဆာနာရှင်ကင်းစင်ပြီးတော့မှငင်းချမှုကိုအမှန်တကယ်ရရှိနေတယ်ပေါ့နော် မြန်မာနိုင်ငံကြီးပြန်လည်တည်ဆောက်နိုင်မယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့မနေ့ပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတရားချဲ့တဲ့နေ့တည်လေးပြန်ဆက်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်။